ကဲဒီမျိုးချက်ဥဆောင်တဲဆောင်ဘယ်လိုချက်စားရမလဲကြည့်ကြတော့အရင်ဆုံးကျွန်တော်တို့ချက်ဥဆောင်တဲဆောင်ကိုကျွန်တော်ရင်နွေးထဲမှာရင်ပြောက်လိုက်ပါဘောနော်အနှက်တွေပါတယ်ပျောက်သွားအောင်ပါဘောနော်ကျွန်တော်ရင်နွေးထဲမှာရင်ပြောက်လိုက်ပါမယ်ပြီးရင်ကျွန်တော်ခန်းလို့ပျောက်ပြီးရင်တော့ကျွန်တော်တို့ဆယ်လို့ရပါဘောနော်ဒီလောက်ဆိုဆယ်လို့ရပါပြီပကံနဲ့ထည့်လိုက်မှာပါဘောနော်ကဲဒီထဲမှာကြက်ဥရောကြက်တဲရောကြက်ဥရောပေါ့နော်ကြက်ဥနုပေါ့နော်အကောင်လုံးပေါ့နော်ဒါပကံနဲ့ထည့်ပြီးရောကျွန်တော်တို့စီတက်မှာဖြစ်ပါတယ်စီထည့်မယ်နော် စီထဲပြီးကျွန်တော်တို့နွေးမောက်အနေငယ်ထဲပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ပါဝင်ပစ္စည်းကဒီကျက်တွန်နေရဲကျက်တွန်ဖြူရဲစပလင်ရဲပြီးရင်ငပိရဲပေါ့နော်ကျွန်တော်တခါတည်းကြော်လိုက်မှဖြစ်ပါတယ်ဒီမျိုးအနက်မွေးအောင်ပေါ့နော်ကျွန်တော်ကြော်လိုက်မှဖြစ်ပါတယ်ခင်ဗျာကဲဒီမျိုးသူကျွတ်လာပြီးအနက်မွေးလာပြီးဆိုရင်ကျွန်တော်တို့မြုပ်တီးမောက်ကိုကျွန်တော်ထဲလိုက်ပါမယ်ခင်ဗျာ ကဲမြို့တိမုတ်သေးပြီးရင်တော့ကျွန်တော်တို့ကျွန်တော်တို့တမသွားအောင်ကျွန်တော်တို့လော်လိုက်ပြီးတော့ကျွန်တော်ခုနပျောက်ထားတဲ့ကြက်တဲမြစ်တွေကိုကျွန်တော်တို့ထိလိုက်ပါမယ်ခင်ဗျာချက်ဦးနုတွေပေါ့เนาะကျွန်တော်တို့ပြီးရင်ကျွန်တော်တို့တမသွားအောင်ပြန်လော်လိုက်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တမသွားအောင်ကျွန်တော်လော်ပြီးရင်တော့ကျွန်တော်တို့ခယူစီနဲ့ငယ်ထဲပါမယ်ခင်ဗျာကဲခယူစီထဲပြီးရင်ကျွန်တော်တို့ပဲစီနဲ့ငယ်ထဲပါမယ်ခင်ဗျာပဲငါမြေရဲ့အနောက်လေးလေးခေါ်ပါပေါ့เนาะချုပ်တူဆိုရင်ပြီးရင်ကျွန်တော်တို့စားထဲမယ်ချုံမောက်နဲ့ငယ်ထဲပါမယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်တို့တမတော့အောင်ကျွန်တော်တို့ပြန်ပြီးတော့လှော်လိုက်ပေါ့နော်စီပြန်ထိပေါ့နော်ကဲပြီးရင်တော့ကျွန်တော်တို့ရေနည်းနည်းလောင်းထည့်လို့ရပါခင်ဗျာခုနကျွန်တော်ပျောက်ထားကျက်နေပြီဆိုကျွန်တော်ရေအများကြီးထည့်ရမလို့ပေါ့နော်ရေထည့်ပြီးရင်တော့ကျွန်တော်တို့စီပြန်ခုနထားပေါ့နော်ပြီးရင်ကျွန်တော်တို့ပြင်းတော်ရွက်ကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ခင်ဗျာပြီးတော့တင်းရွက်ပေါ့နော်ကျွန်တော်ထည့်လိုက်ပါမယ်ခင်ဗျာအနောက်မွေးအောင်ပေါ့နော် ျွန်တော်ထဲတဲ့ချိန်ကျအဲ့ဒါအရန်မွေးတယ်ပေါ့နော်ကျွန်တော်ဘိုက်တော့စာလာတယ်ပေါ့နော်ပြင်းတော့သိမ်းရွက်ကျွန်တော်တို့ထဲပြီးတော့ကျွန်တော်တို့ခဏလောက်တမတ်တော့ကျွန်တော်တို့လှော်လိုက်ပြီးတော့ကျွန်တော်တို့ရပြီပေါ့နော်မီးပိတ်လို့ရပါခင်ဗျာဒီလောက်ပေါ့နော်ကဲအနမွေးကျွန်တော်ဘိုက်တော့စာလာတယ်ပေါ့နော်ကဲဒါဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ချက်ဦးလို့ချက်သေးလေးရပါပါခင်ဗျာစားကြပါခင်ဗျာတကယ်ကြောင့်ဗီဒီယိုချရင်တော့ like share လောက်တော့ပေးမယ်နော်ကျေးဇူးများရှိပါတယ်ခင်ဗျာ